ားရှင် DVB ရုပ်သံအမျိုးသမီးစကားဝိုင်းအနေနဲ့ကြိုဆိုပါရစေရှင်ဒီကနေ့ကျွန်မပြောမယ့် topic လေးကိုကျွန်မအရင်ဆုံးတင်ပြပါမယ်ရှင်နှလုံးသားကိုထိမှန်စေတဲ့ဖျားဒဇင်းနဲ့မဟုတ်ရှင်နှလုံးသားကိုထိမှန်စေတဲ့ဖျားအစင်းစင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်မအမျိုးသမီးစကားဝိုင်းကိုစတင်ပါမယ်ရှင်ကျွန်မဒီကနေ့အမျိုးသမီးစကားဝိုင်းမှာကျွန်မထူးထူးခြားအဲ့ဒဲနှုတ်ကိုခါတိုင်းနဲ့မတူပဲကျွန်မဖိတ်ကြားထားပါတယ်ရှင် အဲ့လိုဖိကြားထားတဲ့ Eden ဦးကိုကျွန်မမိတ်မဆက်ပေးခင်မှာအရင်ဆုံးကျွန်မရဲ့ title လေးနဲ့သူအကျောင်းဝင်တဲ့စကားလေးကျွန်မ intro ဝင်ခြင်းပါတယ်။လောကကြီးမှာဆရာမရှိပဲဆရာမပါပဲလူဖြစ်လာတာတရားမှမရှိနိုင်ပါဘူးရှင်။လက်ဦးဆရာမိထိုက်စွာ ပုပ္ပါစရိယမိနေပါတယ်ရှင်။တေချာတာကတော့ကျွန်မတို့အားလုံးရဲ့ဆရာကတော့ကျွန်မတို့မိဘများဖြစ်ပါတယ်ရှင်။ကျွန်မတို့ဟာအနည်းဆုံးကိုအားကြခဲ့တဲ့ တဦးတယောက်ရဲ့အပြည့်အဝအပြောဆိုတာအစသူ့ရဲ့အတွေးခေါ်အတွေးအမြင်တွေသူ့ရဲ့ယဉ်ကျေးမှုတွေအစကျွန်မတို့လက်ခံပြီးသူ့ကြင်ကြံတဲ့အတိုင်းသူ့ပြောဆိုတဲ့အတိုင်းကျွန်မတို့လိုက်နာနေပြီဆိုရင် အားကျနေပြီဆိုရင်ဒါကကျွန်မတို့ရဲ့ဂိုင်းဝင်ဆရာတယောက်ဖြစ်လာပါပြီတန်ရစတာတွေဘလောက်ပဲပေါ်ပေါ်ကျွန်မတို့ဒီပညာရေးကိုမမြင့်တင်နိုင်လို့ကတော့ဘလို့မှတိုးတက်တဲ့နိုင်ငံကြီးနိုင်ငံတော် ဖြစ်လာမှာမဟုတ်ပါဘူးရှင့်နောက်တစ်ခုက ဒီကုလိုနဲ့အကုလိုခွဲခြားနိုင်စွမ်းမရှိတာမသိတာတွေကလည်းအဓိကကတော့ဉာဏ်ပညာပေါ်မှာမူတည်ပါတယ်။ဒါကြောင့်ဒီပညာရေးရရှိရေးအတွက်ကျမတို့ကလေးတွေကိုတတ်နိုင်ဆုံးမဖြစ်မနေကျောင်းတွေတက်စီရမယ်။အစ်စ်မြင့်ကျောင်းဖြစ်ပေါ်လာရေးကျမတို့အားလုံးကြိုးပမ်းကြဖို့လိုမယ်။အစ်စ်မြင့်ကျောင်းတွေအတွက်အစ်စ်မြင့်တင်ကြားပေးနိုင်တဲ့တပါရှိတဲ့ဆရာကောင်း၊တမားကောင်းတွေအများကြီးမွေးဖွားနိုင်ဖို့လူသေးတယ်လူနေပါတယ်ဆိုတော့ဒီကနေ့ကျမရဲ့ topic မှာ ဆရာဆရာမအများရဲ့အခန်းကဏ္ဍကိုဦးစားပေးရွေးချယ်ထားပါလေရှင်။ဘယ်လိုဆရာဆရာမအများက သူတို့တပည့်တပန်းတွေရဲ့နှလုံးသားကိုထိမှန်အောင်ဘယ်လိုများအစင်းစင်းနေနဲ့ပြစ်ခတ်နိုင်စွမ်းရှိမလဲဆိုတာသိစေဖို့ကျွန်မဖိတ်ခေါ်ထားတဲ့အထူးအဲ့ဒီနဲ့ကျွန်မမြို့သမီးစကားပိုင်းကိုစပါရမယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ကျမတို့ဒီဘက်ကစာရေးဆရာမခင်နူးနဲ့ရင်းမိတ်ဆက်ပေးပါမယ်ရှင်။ဘယ်စာရေးဆရာမခင်နူးဟာဆိုလို့ရှိရင်ရန်ကုန်တက္ကသိုလ်စာကြည့်တိုင်မူအငိမ့်စားဖြစ်ပါလေရှင်။ဒီဘက်ကတော့စာရေးဆရာမခင်မြစင်သူကပကြီးဆရာမလည်းဖြစ်ပါလေရှင်။အဲ့တော့သူတို့နှုတ်ဦးနဲ့ကျမဒီကနေ့အမျိုးသမီးစကားဝိုင်းလေးကိုမြန်မြန်ဆက်ဆိုင်လေးစတင်ပါရမယ်ရှင်။ကဲကျမတို့ ဆရာမတွေဖိတ်ခေါ်တာထမင်းမှာစားလာကြတယ်ရဲ့လားမသိဘူးအဲ့ဒီညစားနေတာမသိညနေတော့စားရဲ့ပုံမဟုတ်ဘူးအာခင်းနူးကကြတော့စာရေးဆရာမခင်းနူးရေလို့လည်းဖြစ်လာတာလည်းတခြားပေါ့နော်နောက်တစ်ချိန်ကလည်းဟိုစာကြည့်တိုက်အငင်းသားဖြစ်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ဟိုအ깨ခတ်လို့ရတာအတော့ဆရာကောင်းနဲ့တွေ့ခဲ့ဖူးမယ်ဆရာကောင်းနေနဲ့ကြုံဆုံခဲ့ဖူးလိမ့်မယ်လို့ယုံကြည်တယ်။ဟုတ်ကဲ့။အငင်းခက်ကလည်းအငင်းခက်နဲ့အမြော်ဆိုတော့ပေါ့နော်။အဲ့တော့ မခင်နေဦးဂျုံခဲ့ပူးတယ်မခင်နေဦးဒီကနေ့အထိပေါ့နော်ဟုတ်ကဲ့အရင်တပည့်တယောက်အနေနဲ့ဆက်ဆံလာတဲ့ဆရာဒီကနေ့ကတော့ဆရာမဖြစ်တဲ့အချိန်ပေါ့နော်အဲ့တော့ကိုအရင်တပည့်တယောက်အနေနဲ့ကိုယင်ကိုဒီကနေ့အထိထိမှန်စေတဲ့ကိုယင်ဟုတ်လားပြစ်ခွင်းလိုက်တယ်များစင်းပေါ့နော်အဲ့အဲ့များစင်းဘလောက်ထိပေါ့နော်ရိုက်ခတ်ဆွမ်းရှိတယ်လဲဘလောက်ထိထိသွားလဲဆိုတာနဲ့ဒီတွေးခဲ့တဲ့ဆရာကောင်ရှိခဲ့ရင်ဘယ်လိုလဲဆိုတာလေးအရင်ဆုံးပြောပြပေးပါဦး ဟိုမူလတန်းစာပြီးတော့ပေါ့နော်တက်ကူရောက်တဲ့အထိပေါ့ဟုတ်ကဲ့တွေ့ခဲ့တဲ့မြတ်ဆရာတွေဘုံကအားလုံးကောင်းကြပါလေဟုတ်ကဲ့ပါရှင်ဟိုဘဝတန်လေးပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကံကောင်းတာကကျမတို့ခေတ္တမှာကျူးရှင်မပေါ်သေးဘူးမှန်ပါတယ်ကျူးရှင်မပေါ်သေးဘူးဟုတ်ပါတယ်ကျမတို့ခေနော်တူတူပဲနော်ကျမတို့ကျူးရှင်မပေါ်သေးတဲ့အခါကျတော့မူလတန်းစာပြီးတော့အဲ့တက်ကူရောက်တဲ့အထိပေါ့နော်ဟုတ်ကဲ့ပြောပါရလောက်အောင်သိုးရဆရာဆိုပြီးတော့မကြုံခဲ့ရဘူးကြုံခဲ့အောင်မှတ်ပါတယ်အတင်ပြနည်းနည်းအေးစေးတာနဲ့ဟိုကို့ စိတ်ရောကိုယ်ပါဆွဲခေါ်နိုင်တဲ့အထိစိတ်ပါဝင်စားသင်ပြနိုင်တဲ့ဆရာဆရာမပေါ့နော်ဒါပဲကွာခြားတယ်ပေါ့တပည့်တွေပေါ်မှာစီရင်နာထားတာလည်းတူကြတယ်နောက်ဟိုသိုးတဲ့ဆရာအဲ့လိုပဲလိုက်တဲ့ဆရာပေါ့နော်အတင်အပြအရန်ယူညံ့တဲ့ဆရာမျိုးတွေနဲ့မတွေ့ခဲ့ရပါဘူးတခုရှိရတယ်လေအိတ်ခေချိန်ခါကာလကလည်းဆရာမတွေကတပည့်တွေစတင်ဖို့အဓိကပဲဆရာမအလုပ်ပဲတခြားဘာကြီးကဘာကိစ္စညာကိစ္စ ခေါ်ယူပြီးတော့ခိုင်းခြင်းလည်းမခံရအောင်လေနော်ဒီတင်ကြားရေးတစ်ခုပဲဥတည်ပြီးကျမတို့သွားကြရတာဟုတ်ကဲ့ဆိုတော့ဒီခေတ်နဲ့တော့မတူဘူးပေါ့အဲ့ဒီခေတ်ကတော့ဟုတ်ကဲ့ဆက်ပါအောင်စီးပွားရေးပေါ့နော်စီးပွားရေးစနစ်နဲ့နိုင်ငံရေးစနစ်ကြောင့်လည်းပါတာပေါ့အဲ့ဒီအချိန်တုန်းကတော့ဟိုကျမတို့မှတ်မိသလားဆိုလို့ရှိရင်ကျမတို့ကျောင်းကညဆောင်ပေါ့နော်ဟုတ်ကဲ့ကျောင်းဆောင်ပေါ့ညဆောင်မှာပေါ့ကျောင်းဆောင်ပေါ့ဒီကျောင်းဆောင်နောက်မှာ तू က82ကျက်လားတရားမပြည့်ဘူးလားကဟုတ်ကဲ့ပါဒါပေမဲ့ သူစားနိုင်တော့နိုင်တော့နိုင်အဲ့ဒီဘောနော်တာသမီးတယောက်စားအဲ့ခေတ်က136ရောက်ရှိခဲ့ရင်တော့မှာပဲဒီကျောင်းဆောင်လာကနဲ့လုံလောက်တယ်ကျောင်းထားနိုင်ပြီကျောင်းထားပြီးနိုင်တယ်ဘောနော်အဲ့တော့အဲ့ဒီအချိန်တော့ကုံစည်းနှုံတင်နေမှုရှိတယ်ဝန်ထမ်းတွေကလာကနဲ့ရတဲ့လာကနဲ့ကုံစည်းနှုံနဲ့ညံ့ညတ်တတသုံးနိုင်စားနိုင်ရတယ်ဆိုတော့ဟိုအခုခေတ်လောက်ပြောပါရလောက်အောင်လေ ဟိုမတော်မတည့်လက်စားတာလို့ကျူစင်ပြတာလို့မရှိခဲ့ဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဟိုလူရစောတဲ့အတွက်ကောင်းတဲ့ကုသိုလ်တွေပဲပြောရတော့မှာပေါ့ဟုတ်ကဲ့ကျမတို့ဟိုဘာသာတရားရပြောမယ်ဆိုလို့ရှိရင်တော့ဒီဆရာကကမောင်းောင်းနဲ့ဂျုံရတယ်အချိန်နေကောင်းအချိန်ကောင်းနဲ့ဂျုံရတယ်ပေါ့နော်ဟုတ်ကဲ့ကုလိုကောင်းတဲ့အချိန်ဟုတ်ကဲ့ရတာလားလေဟုတ်ကဲ့အဲ့ဒါတစ်ချက်မခင်များစင်လေကျမမြင်ကြည့်ပါအောင်မခင်များစင်ကကြတော့စာရေးဆရာမတက်ပေါ့နော် ဆိုင်းဆရာမတယောက်အနည်းနဲ့ပေါ့မခင်မရဆင်လည်းပဲဟိုကျမနဲ့တော့ echo မှာတော့မဆုံလိုက်ရဘူးเนาะဟုတ်ကဲ့ဟုတ်ကဲ့တက်တော့တက်နေကြတာပဲမတွေ့ဖူးလိုက်တာเนาะဟုတ်ပါတယ်မတော်ဆင်းနေစောမနေတူပါတယ်အကျမနည်းနည်းလောက်စောမလားမသိဘူးเนาะဟုတ်ကဲ့ဆိုတော့ဒါမဲ့ကျမကြားနေရပါတယ်ဘာလို့ဆိုတော့မခင်မစင်ရဒီ create center မှာတွားရင်ပကြီဆွဲနေတာတော့တလိလာနေတာဆိုတာလေးပေါ့เนาะအဲ့လိုမျိုးလေးတော့ကြားကြားဖူးလိုက်ပါတယ်ကဲကျမမေးချင်တာက ဝထုဆောက်လည်းထွက်ခဲ့ပြီးသားပေါ့နော်ဝထုရှိလည်းထွက်ထားတယ်ဆိုတော့အဲ့လိုမျိုးရေးတယ်ဝထုတွေထဲမှာပေါ့နော်ဒီဆရာဆရာမတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရင်းထဲကိုတကယ်ဆိုတော့ပြောလို့ပဲထိမှန်ထားတဲ့ထိမှန်တယ်ဆိုတာတကယ်ဆရာကောင်းသမားကောင်းတွေကြုံခဲ့တယ်တကယ်ဆရာဆရာရဲ့အမြစ်သာရကိုကောင်းကောင်းမွန်မွန်ခံစားခွင့်ရလိုက်တဲ့အနေထားမှာရှိခဲ့ဖို့မယ်လို့မျှော်လင့်နေအဲ့အတွက်မခင်မြန်ဆင်ပြောချင်တဲ့ဆရာကဘလို့ဆရာမျိုးဖြစ်ပါလဲရှင်ဘာလို့ဆိုတော့ဆရာဆိုတာကအနန္တကိုင်းဆရာတွေက ခန္ဓာဆောင်မှာအမျိုးမျိုးရှိပါတယ်အဲ့တော့ကျောင်းဆရာပဲပြောပြောလူခန္ဓာမျိုးပါပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျမတော့ကျမဝိထုနဲ့ပတ်သက်တာပြောရမယ်ဆိုရင်လေကျမ1989ခုနှစ်ကျော်လာမိုးဝေမဂ္ဂဇင်းမှာပါတာပထမဆုံးကအဲ့ဒီအမေဆရာမဆိုတဲ့ဝိထုပါနေကျောင်းဆရာမနေပေါ့သူကသာသမီ3လောက်နဲ့ရုံးကန်ရတယ်ဟိုကပေါ့အိမ်အောင်ကွဲသွားပြီးတော့အဲ့မှာသာသမီ3လောက်နဲ့ရုံးကန်ရင်းနဲ့သူ့ရဲ့ကျောင်းမှာလည်းကလေးတွေအခက်အခဲတွေ အခက်ခဲလေကြာနေပြီကလေးတွေစတဲ့ကိုတွေးကိုတွေးဇလန်လားကိုတွေးဇလန်အစ်စ်တော့မဟုတ်ပါဘူးအဲ့တော့ကျွန်မလောက်အားပြီးတော့တငယ်တန်းတွေဥစားတင်ရတယ်အဲ့တငယ်တန်းတွေစတင်နေတွေ့တဲ့အတွေ့အကြုံရဲ့နောက်ကျွန်မရဲ့တငယ်ချင်းအမေပေါ့အဲ့အမေရဲ့ဆရာမကြီးတယောက်အကြောင်းပေါ့အဲ့ဒါလေးနည်းနည်းဆက်ဆက်ပြီးတော့ရေးထားတာပါအဲ့နေဆံမဆိုတဲ့ဝိထုထဲမှာလည်းဒီကလေးတွေစာလို့ဝင်နေတဲ့ပြဿနာကိုဒီဆံမကြီးကမဖြေရှင်းပေးနိုင်ခဲ့ဘူး သူ့အိမ်ကကလေးတွေလည်းဟိုဝစ်စားမပြည့်စုံပါဗောဒီပြည့်ကိစ္စတွေတော့သူမဖြည့်ရှင်းသေးနိုင်ဘူးဒါပေမဲ့လို့သူ့မှာရှိသမျှစေနာမြတ်တာတွေအကုန်လုံးတော့သူကဒီကြောင်းသားတွေအပေါ်မှာရောသူ့ရဲ့မိသားစုပေါ်မှာရောထားတယ်ဆိုတာညီးခဲ့ရပါဆိုဒီထက်နေပြီးတော့ကိုဒီဆရာမအချောင်းကိုရေးတယ်ဆိုတော့ဘာပဲဖြစ်ဒီဆရာမနဲ့ပတ်သက်ပြီးမခင်ရစင်မှာလဲဘာဖြစ်ဒီ free လေးပေါ့နော်ဒီ feeling လေးရှိခဲ့တော့ရေးဖြစ်သွားတာပဲပေါ့နော်ဟုတ်ကဲ့နောက်ဟိုပါပေါ့ ဘကြီးနဲ့ပတ်သက်တဲ့ဆရာကောင်းသမားကောင်းကိုဆုံးခဲ့ကြုံခဲ့ဘူးလားဟုတ်ကဲ့တွေ့ခဲ့ဘူးပါတယ်ကျမတို့အဲရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှာဘကြီးတင်တုံးကဆရာကြီးဦးနှွန်းကျွဲတို့ဆရာကြီးသိန်းဟန်တို့ဆီမှာကျမတို့ကတင်ခဲ့ပါတယ်ဒါပေမဲ့ကျမအနေနဲ့ကတော့မတောင်းတစ်ခေါက်ပေါ့နော်သူ့ကျွန်နဲ့တပည့်တော်မဖြစ်ခဲ့ပါဘူးသို့တော်လည်းဆရာကြီးရဲ့စေတနာမေတ္တာကိုတော့တော်တော်လေးခံစားခဲ့ရပါတယ်အထူးသဖြင့်တော့ဆရာကြီးဦးသိန်းဟန်ပေါ့နော်ဆရာကြီးသိန်းဟန်ကတော့ဒီနေ့ ။ပကြီလောကမှာနာမည်ရနေတဲ့ဆရာတော်တော်များများကဆရာယူသိမ့်ဟန်ရဲ့တပည့်တွေပါ။ဒါကြောင့်လဲဆိုတော့ပကြီဘူးအကြောင်းမှာနိပြဆရာလုပ်ခဲ့တဲ့အတွက်ကြောင့်ပါ။ဆရာနိပြဆရာလုပ်ခဲ့တဲ့အချိန်မှာဆရာကြီးကတော်တော်ကြီးကိုအောင်မြင်နေပါရုပ်ရှင်ကိုစာရီးရေးတော့ဝင်ငွေတွေအများကြီးရတဲ့အချိန်မှာ1952ခုနှစ်လောက်မှာဒီအနုပညာဟိုကအကြောင်းမှလာပြီးတော့ဆရာလုပ်ဖို့ဖိတ်ခေါ်တဲ့အခါကျသူဒီလိုဝင်ရတဲ့လုပ်တွေကိုစွန့်ပြီးတော့ဝင်ရတာပညာနောက်လိုက်တာမဟုတ်ဘူး ပညာဒါအရေးကြီးတယ်။ငါပညာအဆက်နွယ်ကြံမှုကလည်းအရေးကြီးတယ်။ဒါကြောင့်တပည့်တွေကိုအရင်သင်ပေးရမယ်ဆိုတော့ဒီငွေရတဲ့လူကိုဆွံ့ပြီးတော့သူကအကြောင်းဆရာလုပ်ခဲ့တာပါ။ဒါကြောင့်လည်းမျိုးဆက်တွေအများကြီးတပည့်တွေကြံခဲ့တာပါရှင်။မထင်ဘူးပြောလို့ပေါ့။အဲ့ဒီခေတ်ကကြာတော့ငွေကြီးရအဓိကမဟုတ်ဘူး။ဟုတ်ကဲ့။ဆရာလည်းတမအာဇီဝနဲ့တကယ်ဆရာစိတ်နဲ့ပေါ့နော်။သင်ခြင်းပေးတဲ့စံတာတွေပဲရှိရပေါ့နော်။ခေတ်ကလည်းမတူဘူး။ဟုတ်ကဲ့ပေါ့မှာ။ နောက်ရောင်ရဲစိတ်လေးပါပါထင်ပါတယ်ဟုတ်ကဲ့ဆိုပါလာတော့ဖက်ကတော့ပြောမယ်ဆိုရင်တော့အချိန်လေးရပုံမှာဖြစ်လာတဲ့စိတ်တွေပါပဲဒီစိတ်တွေကစနစ်တည်နေတော့အကုန်လုံးဆိုင်ဆိုင်ဘူးပေါ့နော်တချို့ဟာတွေကလည်းဆိုင်တယ်တချို့ဟာတွေကလည်းတူချင်းရဲ့စိတ်ဓာတ်နဲ့လည်းဆိုင်ရဲ့ဆိုင်ရဲ့ပေါ့နော်အချင်းနဲ့လည်းဆိုင်ပါလိမ့်မယ်ဒုက္ခများစီပြောလို့ပဲဒါပေမဲ့အချမ်းမြင့်ကတော့အဲ့လိုတွက်လို့ရတော့တူချင်းစီရဲ့ဆိုင်ပါအချမ်းမြင့်ကတော့ဒီဆရာဆရာမကြီးရဲ့အနေအထားပေါ့နော်ဆရာမကြီးငယ်တုန်းက ပုံရိပ်ကောင်းနေတယ်ပေါ့ဒါပေါ့အခုဆရာဆရာမတချို့နာမည်ပြက်တယ်ပေါ့နော်ဒါကြတော့လေဟိုဖြစ်တည်စနစ်တည်ချောင်းပါသွားမယ်လို့ထင်ပါပါပါတယ်ဟုတ်ပါတယ်တခါကျမတို့အပြင်မှာစကားဆုံဖြစ်တယ်လေကျူရှင်ဆရာမတွေအကြောင်းနဲ့ပြောကြရင်ပေါ့နော်ကျူရှင်ဆရာဆရာမတွေဖြစ်ပေါ်လာတဲ့အခြေအနေချိန်ခါမှာတဲ့တခါမခင်များဆရာကျမပြောဘူးလေဟုတ်ကဲ့ဟိုဒီចောင်းလားចောင်းလူတွေဟာကိုယ့်ရဲ့အတမ်းမှန်ဆရာပေါ့နော်ဟိုဆိုလို့တဲ့အတိတ်ပဲ ဂါရဝတရားထားတာနင်းသွားတယ်သူတို့အပြင်မှာကျူရှင်တွေယူလိုက်တဲ့အတွက်ပေါ့အဲ့ဒါမခင်ရစင်ဘာကိုပြောချင်တာလဲဂါရဝတရားထားနင်းသွားတယ်နောက်ပြီးတော့ဟိုနည်းနည်းဟိုလော့ဒ်ဒေါင်းဖြစ်ချင်တဲ့ဘောမျိုးကကိုယ့်ရဲ့ကိုယ့်အတန်းပိုင်ဆရာဆရာမတွေကြာတော့ကျူရှင်ဆရာမတွေကြာတော့ပို့တန်ဖိုးထားရပါတယ်ပေါ့ ဲ့ဒါပဲဘုမမူတည်ပြီးပြောချင်တာအဲ့သဘောတော့မဟုတ်ဘူးကျွန်မပြောချင်တာလေဟိုဒါတိုက်အဲ့လိုကြီးတော့မဟုတ်ပါဘူးသို့တော်လည်းအကျောင်းမှာအကျောင်းနေမှာကိုယ်ကအကျောင်းတင်တဲ့ဆရာကြီးဆရာမတွေကိုယ်ကကိုယ်တိုင်ကပဲအင်္ဂလိပ်စာတို့သင်ချာတို့စသဖြင့်ဘာသာရပ်ခွဲတဲ့အခါကျရင်ကျူရှင်ရတဲ့ဘာသာတွေကိုသူတို့ကပို့ပြောကြတော့သင်ရင်ရတယ်လူချင်းရတယ်ဖြစ်လာပြီးတော့ကိုယ်သင်ရတဲ့ဘာသာတွေမှာအားဆိုင်မှုရနည်းသွားတာတွေရှိတာပေါ့နော် ဲ့ဒီသဘောကိုပြောချင်တာပါမှာဒါနောက်တစ်ချက်ကလည်းကလေးတွေကဒီလိုကျူရှင်ယူရတဲ့အခါကျတော့ကျူရှင်မှာအစင်သင့်ရတဲ့မိဘနေအစင်သင့်ရတဲ့အာရီကိုဖတ်ရင်းနဲ့เจ้ามาตื่นในဥစ္စာတွေပေါ့နာမည်ကြီးကျူရှင်တွေမှာသွားတက်မယ်အဲ့ဒီမှာကအစင်သိမ့်ပေါ့မျိုးကုန်းနဲ့အဖြစ်ရင်းနဲ့ရလာတဲ့အခါကျတော့เจ้ามาตื่นในဟာတွေကသိပ်ပြီးအတန်မူးမထားတော့ပေါ့နော်အဲ့လိုပါအာယုံသိမ့်မထားတော့ပေါ့ဟုတ်ကဲ့အဲ့ဒါလေးဆိုတော့အဓိကမကြတော့ဘူးဟုတ်ကဲ့ဟုတ်ကဲ့ နောက်တစ်ချက်ကလည်းဒီဆီယမားတွေစီမားအခုအတမ်းမိုက်စီမားသွားပြီးတော့ကျူရှင်ယူရတဲ့အခါကျလည်းဆီယမားကမေးဖို့နေပေးမယ်ဒါတွေကိုလည်းအလီလီပြန်ပြီးတော့လေ့ကျင့်ရတဲ့အခါကျတော့ကလေးတွေအเจ้าမှလည်းဒါပဲဒီဆီယမားကပဲအเจ้าအเจ้าပြင်မှမှတင်တဲ့ဟာလည်းဒါပဲဆိုတော့နောက်ဆီယမားပုံမှလည်းယူသေးလေးစားမှုကကြဆင်းသွားတော့ပေါ့၅%ပေးလိုက်လို့ရှိရင်ဒါတွေကအောင်းပါပဲဒီလိုမေးခွန်းတွေကတော့ရနိုင်မှာပဲဆိုတော့စိတ်ကကလေးကနေ့ကဖြစ်လာတာရောဝမ်းတယ်ပြောရမှာပါအဲ့ဒါလေကိစ္စဆီယမားတွေဘက်ကကြည့်တော့လေ ့စနစ်နဲ့ဆိုင်တဲ့အချက်တစ်ချက်ကရှိပြီဟုတ်ပါတယ်ဟိုဒီနှစ်အထီးပေါ့နော်ဒီနှစ်ပြင်ပြီလားမပြင်ဘူးလားတော့မသိကြဘူးပေါ့မနှစ်ကအထီးပေါ့သူတို့ကဘယ်လိုမူချထားလဲဆိုတော့မအောင်မနေရပညာရေးစနစ်မအောင်မနေရပညာရေးစနစ်အကြမရှိရတဲ့ပညာရေးစနစ်ဒီအကြမ်းမရှိရတဲ့ပညာရေးစနစ်ကိုထားလိုက်တဲ့အခါကျတော့စနစ်ကမှားတာပေါ့နော်ဟုတ်ကဲ့အဲ့ဒီမှာဖြစ်သွားလဲဆိုတော့၁၀တန်းကလွယ်လို့ရှိရင် ကျောင်းသားကျောင်းသူဘက်ကလည်းပဲအချိန်တိုင်းအောင်မှာပဲဆိုတော့ဆိုတော့ပေါ်ဆမှုပေါ်ဆမှုဆရာဆရာမဘက်ကလည်းအချိန်တိုင်းအောင်ပေးရမှာပဲဆိုတော့ပေါ်ဆမှုပေါ့အဲ့ဒါကိုဟိုအပြင်မှာဆရာဆရာမတွေနဲ့တွေ့တဲ့အခါမှာသူတို့ကကျောင်းနေမှာစာပေမန်းလေးတွေမှာတော့ပြောရင်အပြင်မှာတွေ့ရင်တော့သူတို့ရင်ဖွင့်တာပေါ့ဒီစနစ်ကြီးရှိနေတဲ့မြတ်ဘာစနစ်လားလားပညာရေးစနစ်ကိုဘယ်လိုပဲတင်ပြဒီမအောင်မလီရစနစ်ကြီးရှိနေတဲ့မြတ်ပညာရေးစနစ်ကဘယ်လိုပဲဖြစ်နေမလဲဆိုတဲ့အမြင် ဆရာဆရာမတ်တတော်များများမှာရှိတယ်။ဒါပေမဲ့ဒီဆရာဆရာမတ်တတော်များများမှာဒီမအောင်မနီရအချိန်တိုင်းအတန်းတင်ပေးရမယ်ဆိုတာမူလာတန်းကနေကိုတန်းအထိပေါ့နော်။ဆယ်တန်းကတော့သူတို့မှလုပ်ပိုင်မှုမရှိတော့ဘူးပေါ့။ဆရာဆရာမတ်တွေဘက်ကအဲ့ဒီလိုမျိုးခံစားမှုဖြစ်တယ်။ကျောင်းသားကျောင်းသူတွေဘက်ကလည်းပဲငါတို့အချိန်တိုင်းအောင်မှာပဲဆိုတဲ့အနေအထားကြီးဖြစ်ကုန်တယ်ဆိုတဲ့အကြောင်းအခုဒီကနေ့ပညာရေးလောကမှာတကယ်တာဝန်ယူနေတဲ့ဟိုအထက်ပိုင်းကအရာရှိတွေသိတယ်မသိဘူးလို့ကျမတို့မသိဘူးပေါ့နော်။ ကျမတို့ကတော့ဒီဆရာဆရာမကြားထဲမှာအကြောင်းအကြောင်းမူကြားတွေမှာသွားလာခြင်းလေရတဲ့အခါမှာသူတို့မကျေနပ်ဆုံးအချက်ကဒီမအောင်မအောင်ရင်မနေရဘူးအချိန်တိုင်းအတန်းတင်ပေးရမယ်ဆိုတဲ့စနစ်ပဲ